မင်္ဂလာပါဒီနေ့မှာတော့ချင်းရိုက်မှာရှိပြီးတော့တာဝန်မျိုးလေးဖြစ်တဲ့လောင်လီဆွဲနေရာလေးကိုသွားပြီးတော့အချိုရီပေါ့နော်သူတို့ရဲ့ဒေတာထွက်ပြုတ်ရီလေးသွားလို့မှာဖြစ်ပါတယ်အဲ့ဒီရွက်ပြုတ်ရီလေးကအရသာလည်းချိုချိုလေးဖြစ်ပြီးတော့မူးဝေလေးဖြစ်ပါတယ်လူငယ်တွေကတော်တော်များများတောက်တယ်ပေါ့နော်အားကြောင့်အဲ့ဒီရွက်ပြုတ်ရီလေးသွားခဲ့တာဖြစ်ပါတယ်ကဲဒါလေးကတော့အပြန်လန်းလေးဖြစ်ပါတယ်ကဲတော့ပါလိဟုတ်ပါတယ်ဒါဆိုတော့ထားဝယ်လာလား ကဲဒါလေးကတော့အရွယ်ပြုတ်ကြီးလေးတောက်နေတာဖြစ်ပါတယ်ဒီအရွယ်ပြုတ်ကြီးနာမည်ကတော့ bike top လို့ခေါ်ပါတယ်ကျွန်တော်လေးတောက်လို့ခေါ်ပါတယ်ချိုချိုလေးနဲ့မူးဝေလေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့အဲ့ဒီမှာထမင်းတွေကိုချက်မစားဘူးအခုလိုပေါင်းစားတယ်ဆန်ဆေးပြီးရတယ်သူတို့ကအဲ့လိုအိုးလေးနဲ့ပေါင်းပြီးတော့စားတာပေါ့နော်ကျွန်တော်လေးလည်းစားလို့ကောင်းပြီးတော့အီအီလေးနဲ့တဏီကုံလုံးလူလေးလေးဖြစ်နေဖို့အတွက်ကိုလည်းအခုလိုချင်းတော်လေးမှထည့်ပြီးအပိတ်စားလေးခံပြီးတော့ပြီးတော့အပေါ်ကနေအဖုံးလေးပုံလို့ရှိရင်ဒီထမင်းလေးကပူနွေ့လေးနဲ့တဏီကုံစားလို့ရတယ်ပေါ့နော်ဒါတောင်မော်ဒီသားဆန်လေးဖြစ်ပါတယ်ပြပြအီအီလေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ခင်ဗျာကျော်လေးနီးလေးရခဲ့တယ်ပေါ့နော်ထမင်းလေးကိုမမာစီပဲနဲ့စားလို့ရ မနီလေးပါဘုကလာပါဒီနေ့ကတော့ဒုတိယနေ့ပေါ့နော်ဒီနေ့မှာတော့အဲကျွန်တော်ဝတ်သီးပြန်ချက်ပြီးမယ်လို့ပြောတာအိယာနဲ့တောင်းကြသွားလို့ကျွန်တော်ချက်နေပေါ့နော်အလူထောင်းကျော်ရဲ့နောက်ကဘာလဲကပြောဘူးတပါတယ်ပြီးချက်ပါအဲ့ဒါကိုပြပေးပါဦးခင်ဗျာအဲဒီလိုကျွန်တော်မချက်ဘူးပေါ့နော်တို့ချက်တဲ့ဟာကိုပဲပြပေးပါဖြစ်ပါတယ်ခင်ဗျာအဲ့တော့လက်ကြည့်ပါဦးနော်ဒီမှာဘူးချက်ပြသွားရအောင်ဆက်ပြီးချက်ပြီးစားဖို့တော့ဟုတ်တယ် ဒီမိဖို့ကြောင်လေးကိုစဝင်ကလေးအကိုလေးတကယ်ကိုစိတ်ထဲမှာအေးချမ်းနေသီးလားဘယ်လိုလဲတော့မသိဘူးမွေးထွေးလို့ခံစားရတယ်ဒီနေ့ကတော့ဝတားနဲ့ပြောဖူးနဲ့ကိုရောပြီးတော့ကြော်ချက်ပုံစံလေးချက်မှာဖြစ်ပါတယ်အားလူဘလူးချက်လဲဆိုအောင်လိုက်ကြည့်ကြအောင်နော်ပထမဆုံးတော့ဝတားသုံးသက်သားလေးကိုပပပပလေးလီးပြီးတော့ရေးဆေးထားပါမယ်ရေးဆေးပြီးလို့ရှိရင်တော့စီမထဲပဲနဲ့အိုးကင်းမှုလှိမ့်မှာဖြစ်ပါတယ်ခင်ဗျာ ခုလိုရေးဆေးပြီးတော့ပပလေးထားတဲ့ဝတ်သားသုံးသက်သားတွေကိုအိုကင်းထဲမှာစီမထည့်ပေးနေအိုကင်းကိုလှိမ့်ပါဖြစ်ပါတယ်။အငယ်သေးတွေရနေပါတယ်။ဒီနေ့ကလေးကတော့မိုင်းအဲ့လိုအိုကင်းကိုစိတ်ရည်အချိန်မှာဝတ်သားတွေကိုစီတစက်ပါအောင်မဖြစ်ပါဘူးနော်။တစ်ထည့်ပဲနေဝတ်သားတွေကစီကိုတူလူလူထွက်လာရဲ့ထိလိမ့်ပြီးနေရမှာဖြစ်ပါတယ်။ ီးတော့ဝသားရရည်ကြီးချက်ပြီးတော့စီလေးလည်းထွက်လာပြီးဝသားလည်းကြက်ပြီးဆိုလို့ရှိရင်တော့ကြက်တော်ဖြူနေခြင်းထောက်ထားလေးရင်လည်းငြူသီးစိမ့်မုတ်ကိုထဲမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ပြန်ကြော်ပြီးရမှာဖြစ်ပါတယ်ကျတော့ဖြူနေခြင်းလည်းချက်ပြီးတော့ညူသီးလည်းမှုေးလာပြီဆိုရင်တော့အရသာအတွက်စားနဲ့အချုံမုတ်အနေငယ်ထဲမှာဖြစ်ပါရယ်ခင်ဗျာပြီးရင်တော့အရသာတွေဝင်သွားအောင်လို့ပြန်ကြော်ပြရမှာဖြစ်ပါတယ်ဝတ်သားလေးလူးလာပြီဆိုရင်တော့ပပလီးပြီးတော့စားနဲ့နဲ့ညှစ်ထားတဲ့ငပြောပူးတွေကိုထည့်ရမှာဖြစ်ပါရယ်ခင်ဗျာ ပြီးရင်တော့ကြပြောမှုတွေလွှမ်းပြီးတော့မှုလာတဲ့အထီကြော်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ အဲ့ဒီလိုကြော်နေတဲ့ချိန်တော်တွေမှာရေမထည့်ရပါဘူးတော့ဝက်သားထဲမှာရှိရစီးနေပဲကြော်ပေးနေရမှာဖြစ်ပါတယ်ရေထည့်ရလို့ရှိရင်ငပြောမှုတွေကပြဲပြီးတော့အဲ့လိုမျိုးအမြင်တွေထွက်သွားတယ်ပေါ့နော်အဲ့လောက်ကြောင်စားမကောင်းတော့လို့ပါအခုလိုမှကျွတ်ကျွတ်မှဆက်ဆက်လေးနဲ့စားနိုင်ဖို့အတွက်အခုလိုလေးပဲကြော်ပေးနေရမှာဖြစ်ပါတယ်ပြီးရင်တော့နာမည်လေးအုပ်လိုက်ရင်အရန်ကိုမွေးတယ်အရန်ကိုအရသာရှိတယ်အခါရိုးရာငပြောမှုနဲ့ဝက်သားသုံးသက်သားကြော်မှုမွေးလေးရပါပြီခင်ဗျာပြီးရင်တော့အခါရိုးရာအာလူထောင်းကြော်လေးလို့အတွက်ပြင်ဆင်ပါမယ်ကျက်သွန်ဖြူနီစားအနေငယ်ငြိမ်သီးအကြမ်းဖက်မှုတွေကိုထောင်းထားရမှာဖြစ်ပါတယ်ခင်ဗျာ Yeah. <laughs> ချက်သွန်ဖြူနီရုပ်သီးအကြက်ဘက်တွေမညက်ညက်အခြေအနေမှာတော့ဖြုတ်ထားတဲ့အာလူးတွေကိုထည့်ထားအောင်မှာဖြစ်ပါတယ်အာလူးတွေကိုတော့စီးပိုင်နေတဲ့အထိညက်နေအောင်ထောက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်နေတဲ့ဟင်းလေးတွေဟာတိုင်းရင်းသားယူရဟင်းလေးတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမြင်မှာတော့စမ်းပြနေပါလိမ့်မယ်ဒါပေမဲ့လက်ချက်စားကြည့်ပါနော်တကယ်ကိုအရသာရှိတဲ့ဟင်းလေးတွေဖြစ်လို့မျှဝေပေးတာဖြစ်ပါတယ်အခုလိုအာလူးတွေထောင်းနေတဲ့အာလူးတွေလည်းစီးပိုင်လာပြီဆိုရင်တော့အိုးလေးကိုစီထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ စီအိုတော့မြများလေးထည့်ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အာလူးတွေကအိုကက်တက်လို့ပါခင်ဗျာစီလေးတွေနဲ့ညစ်ပြီးတော့ဣနေမှာပဲအာလူးတွေကစားကောင်းမှာဖြစ်ပါတယ်ခင်ဗျာနာနဲ့တော့သတ်နေတော့အာလူးတွေမွေးပြီးတော့ဣလာပြီဆိုရင်တော့အရသာအတွက်အစားအနှင်းငယ်အချို့ဘုံအနှင်းငယ်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ပြီးရင်တော့အလူသေးကိုအရသာတွေဝင်သွားဖို့အတွက်စက်ကြောပြီးနေရမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုထူးခြားတာကတော့ဒီအလူကျော်တွေမှာထည့်မဲ့ဟာကနန်းနန်းပင်တို့ရှမ်းနန်းနန်းတို့ပုံပင်နဲ့စိုးမွေးရွက်ထည့်ပေးရမှာဖြစ်ပါတယ်စိုးမွေးရွက်ဆိုတာကထမင်းထဲမှာထက်ချင်ရင်ဒီပေါ်ဆန်းမွေးအနံ့လေးရတဲ့စိုးမွေးရွက်ဖြစ်ပါတယ်ပုတ်တွေလည်းလှုပ်ရှားပါတယ်ထိုင်းမှာဆိုရင်လေအဲ့ဒီစိုးမွေးရက်လေးကိုထည့်ပေးရမှာဖြစ်ပါရဲ့ခင်ဗျာစိုးမွေးရက်လေးတွေနူးပြီးအာလူလေးကလည်းမွှေးလာပြီးဣလဲဣလာပြီးဆိုရင်တော့အရသာရှိတဲ့အခါရိုးရာအာလူထောင်းကျော်လေးရပါပြီခင်ဗျာ ်ကျင်းကြီးနေအရောချက်ပါပြီခင်ဗျာအရောစားပါအောင်မယ်အပြင်မှာထွက်ပြီးတော့စားပါတော့မယ်ခင်ဗျာဟုတ်တယ်ဟဲ့ဘယ်ကိုခေါ့ခေါ့ခေါ့ပါတို့ကန်အာကျင်းခေါ့တို့ပါကျင်းခေါ့တို့ကန်လို့ကျင်းခေါ့လေးကျင်းခေါ့လေးရန်ကျန်စားရန်ဒီနေ့မှမူလို့ဘာမှမရပါလေပေါ့နော်အစားပြပါလေအဖေနေဒီညို့လေးခူးတာပါဘာလို့လဲဟွိစားဖို့တော့ပါတို့စားဖို့တော့ပါ ဒါတော့ခုနကခူလိုက်တဲ့ဒါပိနေတီအရွက်ပိနေရွက်ဖြစ်ပါတယ်ပိနေအညွန့်လေးဖြစ်ပါတယ်ဒါပိနေတူစားပါပါတယ်ကျွန်တော်တော့မစားဘောတော့မလာနဲ့ဟွအဲ့ဒီဘီဂျွန်ကအချင်နော် Tuấn đã lừa rồi เฮ้ยไม่เจ็บคอแล้วไม่เจ็บคอแล้วจะได้ไม่โดนจะได้ไม่โดน อันนี้เสียบข้อปะไม่เสียบอันนี้เสียบก็บอกอันนี้ไอเสียบข้อปะจิ้มไม่เป็นไรทุกวันนั่นแหละแม่ที่จุดโอ้โหเดี๋ยวก็ถูกเลยนะชิ้นကဲလူတိုင်းရဲ့သားလေးကိုလေတခါလေးပါလိုက်ချက်စားကြည့်ပါလို့အကြံပေးပြရစီခဗျာကျွန်တော်ကတော့စားကောင်းလို့အများကြီးစားခဲ့ပါတယ်ခဗျာ ားလုံးပဲ Doctor Blog တွေမှာပြန်လည်ဆုံးတွေ့ပါအောင်ပဲခင်ဗျာအားလုံးပဲတကပါ